Hello မင်္ဂလာပါကျွန်တော် channel လေးနေပြီးတော့ပြန်လဲကြိုဆိုလိုက်အားတော့ star 551နဲ့ shortflix ဝင်ကြီးကိုဝင်လို့မရတဲ့ message တွေကိုကျွန်တော်ထပ်ပြောပြတာဖြစ်ပါတယ်အဲဒါဆိုတော့ message တွေက star 551 shot ဝင်မှာပေါ့နော်အဲ့လို message ကြလာလိမ့်မယ်အဲ့လို message ကတော့ကျွန်တော်တို့ error ဖြစ်နေတဲ့ message ပေါ့နော်အဲဆိုရင်ကျွန်တော်တခါမရရင် star 551တခါထပ်နေမယ်အဲ့ရရတယ်ပေါ့နော်ရတာကိုကျွန်တော်က ပြန်ဖြတ်ပြီးတော့နောက်တစ်ခါပြန်လုံးပြောင်းမယ်ပေါ့နော် star 551တခါတလေကြာလို့ချင်းသူက3လလုံးမှရတယ်မွေ့စေတို့ကတခါတည်းနဲ့နှိပ်ပြီးတော့ဟိုဟာမရတဲ့ဟာကိုကျွန်တော်ရကောင်းမပေါ့မှာပေါ့နော်မရဘူးလို့လာမကြမယ်ပေါ့နော်နှစ်ခါ3ခါ3လ5ခါလောက်လို့ပေးဖို့ကျွန်တော်ကပြောနေပါတယ်အဲဆိုတော့ star 551ပေါ့ဒီမှာကျွန်တော်ထပ်နှိပ်မယ်ရလားဆိုတာမျိုးကျွန်တော်ထပ်နှိပ်ကြည့်မယ်ပေါ့နော်ဒီမှာရတယ်ဒီမှာ star 551ဒါထပ်နှိပ်မယ်ပေါ့နော် ဒီတော့မှမရဘူးမရဘူးဆိုရင်တော့ကျွန်တော်တို့ကနောက်တစ်ခါထန်းနေပေးရမှာဖြစ်ပါတယ်နှစ်ခါသုံးခါမရရင်လင်းခါ၆ခါနေပေါ့နော်ဒီကုတ်ကမှန်တယ်ဘာဖြစ်လို့လဲဆိုတော့မိုက်တက်ကအဲ့တော့တက်နေတဲ့အခြေကြောင့်လို့ရှိရင်သူကမရဘူးအဲ့ဆိုတော့မရဘူးပေါ့နော်အဲ့လိုတွေဖြစ်ပါတယ်အဲ့တော့ကျွန်တော် star 551ကို unscribe နှိမ့်လို့မရဘူးပြေးလို့မရဘူးဖြစ်နေတဲ့သူတွေအတွက်ဒီဗီဒီယိုလေးမှာကျွန်တော်ဆက်ပြပြချင်ပါတယ် ကျွန်တော်ပြင်နေရနည်းနည်းရှိတယ်ပေါ့နော်ကျွန်တော်တို့ဒီကနေပြီးတော့ number 9 unscribe ကိုနှိပ်မယ်ဆိုလို့ရှိရင်ကျွန်တော် number 9မှာ unscribe ရှိတယ်အဲ့ဒါကိုကျွန်တော်တို့ဆဲမယ်ဆဲမယ်ဆိုလို့ရှိရင်ဒီလို message လေးပေါ်လာတယ်ပေါ့နော်ဒီလို message လေးပေါ်တယ်အဲ့ဒါလေးကိုကျွန်တော်တို့ဒီကနေမလုပ်ချင်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့ message တွေတွားမယ် message တွေတွားပြီးတော့ကျွန်တော်တို့ဒီမှာ message တွေမှာအပေါင်းလက္ခဏာလေးရှိတယ်ပေါ့နော်အဲ့ဒါလေးတစ်ချက်နှိပ်မယ်ဟုတ်တယ်ပေါ်ဆုံးမှာကျွန်တော်တို့က forfeit ဝင်ရေးမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ကအောက်အောက်ကဘာရေးမလဲဆိုတော့ o FF ဆိုတော့ကျွန်တော်တို့ဆာလုံးအကြီးကိုရေးမှာပေါ့နော်ဆာလုံးအသေးဖြည့်လို့မရပါဘူးဆာလုံးအကြီးရေးမှာဖြစ်မှာပါအဲ့တော့ကျွန်တော်တို့ပြီးလို့ရှိရင်ကျွန်တော်တို့ကပို့လိုက်မယ်ပို့လိုက်မယ်ဆိုလို့ရှိရင်သူက message ပြန်ကြမှာဖြစ်ပါတယ်ဒီမှာ shop level ဆောင်မို့ရယူထားခြင်းမရှိပါအဲ့ဒါလေးပြန်တကယ်လို့ကျွန်တော်တို့ကမပိတ်သေးတဲ့ဟာဆိုလို့ရှိရင်ကျွန်တော်တို့ကပိတ်ပိတ်လိုက်ပြီဆိုတဲ့ message ကြလာမယ်ကျွန်တော်မှာတော့ဘာလဲဆိုတော့ပိတ်ထားပြီးတဲ့ဟာကို message တို့ကို message ပို့ပြတာဖြစ်တဲ့အတွက်ဒီလို ရယူထားခြင်းမရှိပါဆိုတော့ message လေးကြားတာဖြစ်ပါတယ်အဲ့ဒါလေးကို message လို့နားလည်သဘောပေါက်မယ်လို့ထင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ comment မှာအများကြီးလာမေးထားကြတဲ့အတွက်ကျွန်တော်ဒီမှာ video လေးကိုလုတ်ပေးလိုက်ခြင်းဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်မင်္ဂလာရှိသောနေ့လေးပတ်စံနေကြပါစေဘိုင်ဘိုင်